အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျော်ဝမ် channel ရဲ့နေကြိုဆိုလိုက်ပါရစေဒီနေ့ကတော့ကြက်သားအဆက် channel လေးကိုမျှဝေပေးမှာဖြစ်ပါတယ်အိမ်တော်စုတွေအများကြီးရှိတဲ့အတွက်လက်ဆင့်ကမ်းလာတဲ့ကြက်သား channel တွေကလည်းအများကြီးဖြစ်မှာပါအခုနီးလေးကတော့အမေချက်တဲ့အနှစ်များများနဲ့စီပြန်ရေးချမ်းပုံစံလေးကိုကြိုက်တဲ့သူတွေလည်းလိုက်ချက်စားလို့ရအောင်နဲ့ ကြက်သားဟင်းဆိုတာလည်းအခြေခံဟင်းချက်နည်းအနေနဲ့ချက်တတ်တဲ့ဟင်းလေးဖြစ်တာမို့လို့အခုဗီဒီယိုလေးမှာတော့အမေရဲ့ကြက်သားအဆက်ချက်နည်းလေးကိုပြန်မျှဝေပေးခြင်းဖြစ်ပါတယ်ကြက်သားအဆက်ချက်နည်းနဲ့အတူပဲကြီးဟင်းညိုချက်နည်းလေးကိုပါမျှဝေပေးပါမို့လို့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါအောင်ခင်ဗျာကြက်သားဟင်းအဆက်အတွက်ကပမာချက်ကိုအသုံးပြုပြီးတော့ချက်မှဖြစ်ပါတယ် ကြက်သားမှာ CP ဗမာကြက်စစ်တကောင်ကြက်မှာကြက်နီမှာစသည်ဖြင့်အမျိုးစုံအောင်ရှိတဲ့နေရာမှာအသားကြစ်ကြစ်လေးနဲ့စားလို့ကောင်းတာတော့ဗမာကြက်ပဲဖြစ်ပါတယ်။အခုကတော့ဗမာကြက်နှစ်ကောင်ကိုချက်မှာပါ။ပထမဆုံးကြက်ကိုစားချမ်းနဲ့တေချာလေးနေပြီးစေးပါမယ်။စားနဲ့စေးတာဟာကြက်ရဲ့အညီနဲ့ပျောက်သွားအောင်လို့ဖြစ်ပါတယ်။စားနဲ့စေးတဲ့အခါမှာအသားတုံးကြီးစီကိုတေချာလေးပုတ်ပြီးတော့စေးပြပါမယ်။စားနဲ့စေးပြီးရင်တော့ရေနဲ့သုံးခါလောက်ရေကြည်သွားတဲ့အထိပြန်ပြီးတော့စေးပြပါမယ်။ ကြက်မှာအယိုးလူမှာအမျိုးဆိုသလိုပဲကြက်သားစားရင်တော့အယိုးကိုက်ရတာကြိုက်တဲ့သူတွေအတွက်ကမမကြက်ကစားလို့အလွန်ကောင်းပါတယ်ကိုကြက်သားကိုတခြားလေးစီးပြီးသွားပြီဖြစ်လို့အရာသာနေပါမယ်။စားထဲပါမယ်။ဟင်းညုံမုတ်ထဲပါမယ်။ ချက်သားကအဆက်ချက်မှာဖြစ်တဲ့အတွက်ဆန်လွင်းထည့်ပါမယ်။ချိုချက်တာဆိုရင်တော့မသုံးပါဘူး။ငံပြာအီထည့်ပါမယ်။ပါဝင်ပစ္စည်းတွေကတော့ကိုချက်မဲ့ချက်သားပေါ်မူတည်ပြီးတော့ချိန်စာပြီးတော့ထည့်ရမှာဖြစ်ပါတယ်။ကုံထည့်ပြီးသွားရင်တော့တေချာလေးတမအောင်နေပြီးတော့ရတာဝင်အောင်လို့လာယူဝက်လောက်ပြတာနှက်ထားပါမယ်။ကြာတာနှက်ထားတော့မှာပဲငြိုသီးစီတက်ဖို့လုပ်ပါမယ်။ဂျင်းကိုအခွန်ခွာပြီးတော့ပပလှီထားပါမယ်။ ကျက်သွန်အဖြူဦးကြီး2ဦးလောက်နဲ့ကျက်သွန်အနီး9ဦးလောက်ကိုအခုခွာထားပါမယ်။ပြီးရင်တော့ကျိတ်ဆက်နဲ့ကျိတ်ပါမယ်။ဒါမှမဟုတ်ရင်ငရုတ်စုံနဲ့ညှစ်အောင်ထောင်းလိုက်ရပါတယ်။ခုကတော့ငရုတ်သီးစီတဲ့အနှစ်ကိုပိုလုပ်ထားတာဖြစ်တဲ့အတွက်ကျက်သွန်အဖြူဦးကြီးတွေအများကြီးဖြစ်နေတာဖြစ်ပါတယ်။ငရုတ်သီးအနှစ်လုံးဒီအသေးစိတ်ဗီဒီယိုလေးကိုတော့ description မှာဖော်ပြပေးထားပါတယ်ခင်ဗျာ။ချင်းကျက်သွန်အဖြူဦးကြီးရောကျိတ်တာညှက်ပြီဆိုရင်တော့ဟင်းချက်ငရုတ်သီးမျိုးထည့်ပါမယ်။ ပြီးရင်တော့အကုံတမောင်ကိုကြိတ်လိုက်ပြီးစီတက်ဖို့အတွက်ငရုတ်သီးအနှိမ့်ရပါပြီ အခုငရုတ်သီးစီတက်ဖို့အတွက်အိုးရဲကိုစီထည့်ပြီးတော့အပူပေးပါမယ်စီနေငယ်ပူစားပြုတ်လာပြီဆိုရင်တော့ကြိတ်ထားတဲ့ငရုတ်သီးအနှိမ့်ကိုထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးအနှံ့လေးမှွေးလာတဲ့အထိစီတက်ပေးပါမယ်ခုလိုမျိုးဟင်းချက်တုံးမှာငရုတ်သီးအနှစ်ကိုပိုချက်ထားတဲ့အတွက်နောက်ပိုင်းအဆက်ဟင်းတွေချက်တဲ့အခါမှာအချိန်မကုန်အလုံးမရှုပ်တော့ဘဲနဲ့အချိန်မြန်မြန်နဲ့လွယ်လွယ်ကူကူချက်နိုင်မှာပဲဖြစ်ပါလိမ့် ခုလိုမျိုးငရုတ်သီးစီတက်အနှစ်ရပြီဆိုရင်တော့ကြက်သားအတွက် လိုတလောက်ပဲအိုးထဲမှာခြံထားပြီးတော့ပူဓာကိုတင်ထားပါမယ်။ကြက်သားအရသာနှက်ထားတာလည်းနိုင်ဝက်လောက်ရှိပြီဆိုတော့အိုးထဲကငရုတ်တီးအနှစ်ထဲကိုအရသာနှက်ထားတဲ့ကြက်သားကိုထည့်ပါမယ်။ပြီးရင်တော့ကြက်သားနဲ့ငရုတ်တီးအနှစ်ကိုလုံးပြီးတော့အရင်စီတတ်ပါမယ်။အမင်းရဲ့ကြက်သားအဆက်ချက်ပုံကတော့ကြက်သားကိုငရုတ်တီးနဲ့တမအောင်နေပြီးတော့ရေမထည့်သေးဘဲနဲ့ကြက်သားတွေကိုအရသာဝင်အောင်စီစဉ်ချက်ပါတယ်။ငရုတ်တီးနဲ့တေချာစီတက်ပြီးကြက်သားအပေါ်ကြောလေးတင်းလာပြီးကြက်သေးကလည်းရေတွေထွက်လာပြီးဆိုမှရေကိုထည့်ပြီးတော့လူအောင်ဆက်တည်တာပဲဖြစ်ပါတယ်။ စီတက်ထားတဲ့ငရုတ်သီးအနှစ်နဲ့ကြက်သားနဲ့မှုရတာတမသွားပြီဆိုရင်တော့မီးကိုအသေးဆုံးအထိရှော့ချလိုက်ပါမယ်။ပြီးရင်တော့အဖုံးအုပ်ထားပြီးတော့15မိနစ်ခန့်တင်ထားပါမယ်။တင်ထားတော့မှမကက်အောင်လို့9မိနစ်တခါလောက်အဖုံးဖွင့်ပြီးတော့ဖွေပေးရပါမယ်။ဒီအရသာနှစ်တုံးမှာတော့မီးအေးအေးနဲ့တင်ရမှာဖြစ်ပါတယ်။မီးများရင်တော့ကြက်ကအိုးမှာကက်ပြီးတော့တူးတက်လို့ရဖြစ်ပါတယ်။ဖုံးအုပ်ပြီးတော့15မိနစ်လောက်တင်ပြီးသွားပြီဆိုရင်တော့ ကြက်ထဲကအနက်နေထွက်သွားအောင်လို့နောက်ထပ်5မိနစ်လောက်ကိုတော့အဖုံးမအုပ်ခင်းနဲ့ဆက်တင်ထားပါမယ်အခုလိုမျိုးကြက်သားကစီပြန်လာပြီဆိုရင်တော့တစ်ချက်နှစ်ချက်လောက်မှွေလိုက်ပြီးရေထည့်ပါမယ်ရေထည့်ပြီးသွားရင်တော့တေချာနှံ့အောင်မှွေလိုက်ပြီးရင်ရေခမ်းတဲ့အထိ나이ဝက်လောက်ဆက်ပြီးတော့တည်ပါမယ်။ တေထားတော့မှာအိုးကပ်မှာဆိုတဲ့အတွက်ဂျားထဲမှာတစ်ခေါက်လောက်ဖွင့်ပြီးတော့ဝင်ပေးပါမယ်။ဝင်ပြီးရင်တော့ဖုံးပြန်အုပ်ပြီးတော့ကြက်သားနူးတဲ့အထိရေခမ်းတဲ့အထိဆက်ပြီးတော့တေရပါမယ်။တေထားတာနိုင်ဝဲလောက်ရှိလို့ဖုံးဖွင့်လိုက်ပြီဆိုရင်တော့ရေခမ်းစပြုတ်နေတဲ့ကြက်သားဟင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကြက်သားအားစုစုပေါင်း45မိနစ်လောက်ချက်ပြီးဖြစ်တဲ့အတွက်ဦးစားပြုတ်နေပါပြီ။ ခုလိုမျိုးစီပြန်သွားပြီဆိုရင်တော့ကြက်တိုင်းစီပြန်ရပြီပဲဖြစ်ပါတယ်စီပြန်စားတယ်ဆိုလို့ရှိရင်ဒီနေရာမှာချက်လို့ပြီးပါပြီကျွန်တော်ကတော့စီပြန်ကိုမကြိုက်ဖဲနဲ့စီပြန်ရည်ချံပုံစံကိုကိုကြိုက်တာမဟုတ်လို့ရည်ထက်ထည့်ပြီးတော့အနှစ်ကြတဲ့အထိဆက်ပြီးတော့တည်ပါမယ်ထည့်ထားတဲ့ရေတဝက်လောက်ပဲကျန်တော့ပြီးတော့ကိုစားကျင်တဲ့အနှစ်အနေအထားရောက်ပြီဆိုရင်တော့ကြက်သားဟင်အားရပါပြီ တရတာအပေါ်ငံပြီးပြီးတော့လိုတဲ့အရာသာပြင်ပါမယ်တရတာအပေါ်ငံအဆင်ပြေပြီဆိုရင်တော့နောက်ဆုံးမဆလာလေးအုပ်လိုက်ပြီးရင်တော့မီးပိတ်ပြီးတော့ချလို့ရပါပြီ ခုချက်သားဟင်းနဲ့တွဲစားဖို့အတွက်အရေးတော့အရန်ဟင်းအနေနဲ့ပဲကြီးဟင်းမျိုးချက်ပါမယ်။ပဲကြီးဟင်းမျိုးချက်ဖို့အတွက်ပဲကြီးနှစ်ဖူးကိုရေတချာလေးစေးပါမယ်။ပဲကြီးကအခွန်ချွတ်ပြီးသားကိုဝယ်လာတာမို့လို့ရေစေးပြီးတော့တန်းချက်လို့ရပါတယ်။ကဲ၍အခွန်မချွတ်ရတဲ့ဥစ္စာတော့တညကြီးချိုးစိန်ပြီးတော့အခွန်ချွတ်ရပါမယ်။ရေနှစ်ကြောလောက်စေးပြီးသွားရင်တော့ပဲကြီးမျိုးအောင်ရေထည့်ဟင်းမျိုးမုံနှစ်စွန်းစားနှစ်စွန်းထည့်ပြီးတော့ပဲကြီးနူးတဲ့အထိတည်ပါမယ်။ ယေရှုလာတဲ့အခါမှာပေကြီးကဝေတဲ့အတွက်အဖုံးတော့အကုန်မအုပ်ပဲတချမ်းပဲအုပ်ထားပါမယ်။ပေကြီးတည်ထားတော့မှစက်တုန်ီ၃ဦးလောက်ကိုခွန်ခွာပြီးတော့ခတ်ထူထူလေးလှီထားပါမယ်။စက်တုန်ဖြူတော့ပေကြီးတဲ့ကိုထည့်ဖို့အတွက်ပပလှီပြီးတော့စီကျက်ချက်ထားပါမယ်။စက်တုန်ဖြူစီကျက်ကပေကြီးတဲ့ကိုအနံ့မွှေးအောင်လို့ထည့်တာဖြစ်ပြီးတော့အယောင်လေးပါလှောက်အောင်လို့စီကျက်ချက်တဲ့အခါမှာဆန်နှင်းထည့်ပြီးတော့ချက်ပါမယ်။ ခုပဲကြီးတည်ထားတာစူပီဖြစ်တဲ့အတွက်လီးထားတဲ့ကြက်သွန်မျိုးကိုထည့်လိုက်ပါမယ်။ကြက်သွန်မျိုးစီချက်ကိုလောင်းထည့်ပါမယ်။ပြီးရင်တော့အကုန်လုံးတက်မအောင်မှွေလိုက်ပြီးတော့ပဲကြီးနူးတဲ့အထိဆက်ပြီးတော့တည်ထားပါမယ်။တည်ထားတော့မှပဲရေခမ်းလာရင်တော့ရေနွေးထပ်ထည့်ပေးပါမယ်။ပဲကြီးကကြကြတည်လေးနူးပြီးတော့တောက်လို့ပိုကောင်းလေးပဲဖြစ်ပါတယ်။ပဲကြီးဆက်တည်ထားတော့မှာပဲစုပုတ်ရွက်ကိုခြွေပြီးတော့ရေစိတ်ထားပါမယ်။ ခုပဲကြီးတည်ထားတာမိနစ်40လောက်ရှိပြီပဲကြီးလည်းနူးပြီဖြစ်တဲ့အတွက်စူဖို့ရွက်ကိုထည့်လိုက်ပါမယ်ပြီးရင်တော့မွေးလိုက်ပြီးတော့ရတာအပေါငယ်မြည်ပါမယ်ရတာအပေါငယ်အဆင်ပြေသွားပြီဆိုရင်တော့ကြက်သားဟင်းနဲ့တွဲစားဖို့အတွက်အရှိတောက်ပဲကြီးဟင်းမျိုးရပြီပဲဖြစ်ပါတယ်အခုစားဖို့အတွက်ခတ်ပါရမယ်ခင်ဗျာကြက်သားဟင်းလေးကချက်ပြီးပြီးချင်းခဏနှက်ထားလိုက်တာ ਨੇ အနှစ်ကျသွားပြီးတော့ထမင်းနဲ့နေစားခြင်းစရာလေးဖြစ်သွားပါပြီ ။အခုလိုမျိုးငွေရာသီမှာကြက်သားအဆက်လေးကိုထမင်းနဲ့နေဖက်ပြီးတော့တရက်သီးလေးနဲ့တို့စားမယ်။အရေတောက်ကလည်းပဲကြီးဟင်းလေးပါပါတယ်ဆိုတော့နေ့လေစားလုံးဝပါဖက်ဖြစ်သွားပါပြီ။ကြက်သားချက်ပုံချက်သီးတွေအများကြီးရှိတဲ့အထက်မှာငငေလေးကစားလာခဲ့တဲ့အမေလက်ရလေးကောင်းလို့နဲ့အထက်မှာပါလာမှုလို့တေချာလေးပြန်လေးမျှဝေပေးရခြင်းဖြစ်ပါတယ်။အားလုံးချန်နီလေးကိုနှိမ့်ချိုက်သဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာ။ပဲကြီးဟင်းညိုကလည်းကြာကြာလေးတင်ထားတဲ့အတွက်ပဲကလုံးဝကိုနှူးဤနေပါပြီ။ ုံးခွဲလိုက်တာနဲ့စူပုံနဲ့လေးရောစီချက်နဲ့နှွှမ်းမွှေးလေးရောရတာမို့လို့အနဲ့နဲ့တင်အရန်တောက်ချင်စရာကောင်းနေပါလေဒီနေ့ချက်ပြသွားတယ်ဟင်းလေးနှမျိုးတော့အားလုံးသဘောကျမယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီးမုန်းလုံးနီးတွေကိုအပတ်စဉ်တနင်္လာဘုရားဦးနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့ပါမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye